မြန်မာနိုင်ငံမှာအုတ်ချုပ်ရည်နဲ့စီးပွားရေးကိုကွဲပြားစွာမြင်တဲ့ကြောင်းအုတ်ချုပ်ရည်အမည်ဟာစီးပွားရေးအမည်ကိုထိခိုက်လို့မရကြောင်းဗန်ရင်ရကျွမ်းကျင်သူဦးထွေးအောင်ကြည်ကဆီယန်နယ်သတင်းဌာနကိုပြောပါရယ်။ဟာဝေးကုမ္ပဏီရဲ့စက်တင်ဘာ15ရက်မှ16ရက်အထိကျင်းပခဲ့တဲ့ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအဆင့်မြင့်အရာရှိတွေအစည်းအဝေးမှာဗန်လုပ်ငန်းကဏ္ဍမှာ AI နည်းပညာအသုံးပြုနိုင်ဖို့လိုအပ်တဲ့အခြေအနေတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြပါရယ်။ AI နဲ့ပတ်သက်တဲ့ဗဟုသုတတွေလှုပ်ဆောင်ပုံတွေကိုအများပြည်သူ ရင်ပါအောင်လုပ်ပေးရမှာဖြစ်ကစီးပွားရေးကဏ္ဍမှာ အုပ်ချုပ်ရေးနဲ့ရောရှက်ကမရှိမြင်တဲ့ကြောင်းဗန်ရင်းရာကျွမ်းကျင်သူဦးထေအောင်ကြည်ကဆီယန်နဲ့တင်ဌာနကိုပြောပါတယ်ဒီကဘာတော့ ID awareness ပေါ့ awareness ဆိုတာက ID နဲ့ယဉ်ပါတဲ့အရင်ရှိမှရပါလိမ့်။ဘုပ္ပိုလ်လူတွေလူထုလူနားလေတဲ့လူတွေအသုံးပြုတဲ့ user တွေက အစနားလည်မှရပါလိမ့် IT နဲ့ပတ်သက်လို့ AI နဲ့ပတ်သက်လို့ဒီပညာဗုဒ္ဓတာဒီဥစ္စာကိုဥဆောင်တဲ့လူတွေရောဘဏ်လုပ်ငန်းကိုသုံးမဲ့လူတွေရောလို့ရတယ်အကုန်လုံးက digital နဲ့သွားနေတာဟုတ် digital နိုင်ငံလုံးချုပ်စည်းဝိုင်းစနစ်ဒေတာလုံးချုပ်စည်းဝိုင်းစနစ်ဓာရီနဲ့သူကသွားပေါ်သွားပါဘူး IT နဲ့ပတ်သက်တဲ့ AI နဲ့ပတ်သက်တဲ့ပညာဗုဒ္ဓတာလုပ်ကုန်လုံးကြီးလုံထောလုံးကြီးကိုအားလုံးရင်ပါအောင်လုပ်လုပ်ပေးရမယ်အများပြည်သူကရင်ပါအောင်လုပ်ပေးရမယ်ဒီကဘာတော့ဒီအုတ်ချုပ်ရေးနဲ့စီးပွားရေးနဲ့ကွဲရရနားလည်ဖို့လိုတာပေါ့ င်တော့ပြောချင်တဲ့သဘောကတော့ဒီအောက်ချုပ်ရေးအမြင်ဒီစီးပွားရေးအမြင်ကိုသွားပြီးတော့မထိရရအောင် ဒီအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းမှာ AI နည်းပညာအသုံးပြုနိုင်ဖို့လိုအပ်တဲ့အခြေအနေတွေဘဏ်လုပ်ငန်းမှာအသုံးချတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဆုံးရှုံးနိုင်စေအန္တရာယ်လျော့နည်းစေရေးဆောင်ရွက်ရမယ်။ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြောင်းသိရပါဗျ။တရုတ်နိုင်ငံ Digital ငွေကြေးဆိုင်ရာအစည်းအဝေးမှာ AI နည်းပညာဟာအစိုးရကဏ္ဍငွေရေးကြေးကဏ္ဍဆက်သွယ်ရေးကဏ္ဍပို့ဆောင်ရေးကဏ္ဍစာရင်းနဲ့လျက်စည်ကဏ္ဍကျန်းမာရေးနဲ့ပြည်သူတွေကိုဝန်ဆောင်မှုပေးနေတဲ့ကဏ္ဍတွေမှာ AI အသုံးပြုမှုအခြေအနေတွေဆွေးနွေးခဲ့ကြောင်းလည်းသိ ိရပါတယ်။ဘလို့အုပ်ချုပ်သူဖြစ်စေလွတ်လပ်တဲ့စီးပွားရေးကဏ္ဍတစ်ခုကိုဖန်တီးပေးဖို့လိုအပ်ကြောင်းစီးပွားရေးနဲ့ပတ်သက်ပြီးလွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်နိုင်ပါကတိုင်းပြည်အတွက်အကောင်းမွန်တဲ့အခြေအနေမျိုးဖန်တီးပေးနိုင်ပြီဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဦးအောင်ပြည်စုံကဆီယန်နယ်သတင်းဌာနကိုပြောပါရစေ။ဒီအုပ်ချုပ်ရေးနဲ့စီးပွားရေးဆိုတာရင်းနှီးနိုင်ငံတစ်ခုအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုတောင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီကဏ္ဍတစ်ခုနဲ့တစ်ခုနဲ့ကတစ်ခုပုံမှာတစ်ခုကအမြဲတမ်းဟိုအမြဲတမ်းပြုနေရတဲ့ဖြစ်ပါတယ်။အစီအဝေးကိုလဲသွားတဲ့နိုင်ငံမျိုးပေါ့နော်။စီးပွားရေးမကောင်းတဲ့နိုင်ငံမျိုးမှာအုပ်ချုပ်ရေးကဏ္ဍမှာသွားပြီးတော့ဖိကန့်ကျူရရှိနိုင်တယ်လို့အုပ်ချုပ်ရေးကဏ္ဍကနေပြီးတော့စီးပွားရေးကဏ္ဍကိုအတင်းအကျပ်တင်ရပေးရမျိုးတွေလွှမ်းမိုးတာမျိုးတွေလှုပ်လာခြင်းတွေလှုပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်စီးပွားရေးကဏ္ဍကကျွန်တော်တို့ဟိုပုံမျိုးတင်ရမှုခွင့်ပြုတော့တင်ရမှုတက်တဲ့အခြေအနေမျိုးလည်းကျွန်တော်တို့အကျုံတွေ့ရနိုင်ပါတယ် လွတ်လပ်တဲ့ဒီစီးပွားရေးကဏ္ဍတစ်ခုကိုကျွန်တော်တို့ဘယ်အချုပ်သူပဲဖြစ်ဖြစ်အမီးရေးဖို့လိုရပါတော့။ဘာကြောင့်လဲဆိုတော့စီးပွားရေးဆိုတာမျိုးကကမ္ဘာနဲ့ဒီမောင်ကန်ပြီးဆိုင်နေရတာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေအားလုံးကအကောင်အထည်လွတ်လပ်လပ်ထောက်ရှားနိုင်တယ်။တောင်းပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးကိုဖန်တီးပေးနိုင်တယ်။ ဖြစ်ပါတယ်မြန်မာနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအတွက်ဗိုလ်ချုပ်မှုကြီးမြင့်အောင်လိုင်မှာတရုတ်ရုရှားဘယ်လာရုအိန္ဒိယထိုင်းစတဲ့နိုင်ငံတွေနဲ့လက်တွဲဖို့ကြိုးပမ်းနေသလိုပြည်တွင်းမှာယင်းနှိမ့်မြုံနယ်မှုတွေလာရောက်ဖို့လည်းဖိတ်ခေါ်လျက်ရှိပါတယ်။